အားဖြင့်သူမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာအခုဆရာရေးဆရာတခင်ဗတ်တောင်ရဲ့ခြေလေးချောင်းတော်လန်ရေးအပိုင်းနှစ်ကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာတရိษံအစီဝေကြီးပြီး၍၃ရက်ကြာတွင်ဘူကြီးမှာဝေဒနာခံစားရခြင်းမရှိပဲအိပ်ပျော်နေရင်အနေအဆရောက်တယ်သူဤကျွင်းကြံရစ်သောရုပ်လောင်းကိုဖျောက်ဆိတ်ပင်ကြီးအောက်တွင် မြုပ်လိုက်ကြတယ်ဘူကြီးကွယ်လွန်ပြီး၃လလောက်ကြာသောအခါတရိษံများအနေနဲ့အကင်းပါသောအဆုကတနေ့တခြား ဘူကြီးတရားကိုသဘောပေါက်လာကြပြီလျင်ဘဝတည်းသို့ရှေ့ရှုသောစိတ်ဓာတ်အင့်များဖြင့်စိတ်ဟာတက်ကြွလျက်ရှိကြတယ်ဘူကြီးတော်လည်းတရားကိုလည်းတကောင်မှတကောင်တိုးတိုးတိတ်ဝါရဖြန့်လျက်ရှိတယ်ယခင်ကမျော်လင့်ရလုံးလုံးမရှိခဲ့သောတိရစ္ဆာန်တို့မှာဘူကြီးတရားကို နာရသည့်အချိန်ကစ၍မျော်လင့်ချက်ရကြသဖြင့်ပျော်ရွှင်လျက်ရှိကြတယ် ခြေလေးချောင်းတော်လံရေးကြီးမှာဘယ်နေ့ဘယ်ရက်ဘယ်နှစ်ဘယ်လတွင် ထားမြအောင်မြည်မြည်ဟုဒိဋ္ဌမပြောနိုင်တော့လဲအရှိက နေဝန်ထွက်တကယ်သူတနေ့တွင်အောင်မြင်ရခြင်းမှာတည်ကြသည်ဟု အာလုံးသောတရိษံတို့ယုံကြည်ကြတယ်။ယုံကြည်ခြင်းသည် အလုံးလုံးစေခြင်းအကြောင်း ဖြစ်သည့်အတိုင်းအာလုံးသောတရိษံတို့မှာစားလဲတော်လံရေးသွားလဲတော်လံရေးတော်လံရေးတအာယုံတဲ့ကူသာရှေ့ရှု၍လောက်ကင်နေထိုင်ကြတယ်။တော်လံရေးသည်သူတို့တက်တဲ့တွင် ချင်းမြောက်နိုင်လင်းကြီးဟုမျော်လင့်နိုင်ရန်အကြောင်းမရှိတော့လဲမိမိတို့သားမြေလက်ထက်ကြသောအခါအမှန်ပင်ချင်းမြောက်လင်းကြီးဟုယုံကြည်ရသဖြင့်စိတ်ပြည့်ခြင်းမရှိကြတော်လန်ရေးသည်ရေရင်းတူးရင်ရေကြည်သားဖို့မဟုတ် နောင်လာနောက်သားတို့၏အကျိုးတသက်သာဖြစ်တယ်နောင်လာနောက်သားတို့ကောင်းစားဖို့အတွက်ဆိုရင်ငါတို့သည်အသက်ကိုပင်ဆုံးကြရမည်ဟုလည်းတရိษံတို့အချင်းချင်းပြောလျက်ရှိကြတယ်။ဝတ်တို့မှာအခြားသောတရိษံတို့ထက်အသိဉာဏ်နှင့်ပြည့်စုံကြသဖြင့် ဝါဒဖြန့်ရေးစီယုံရေးတာဝန်များကိုသူတို့ကပင်ခေါင်းဆောင်ရေးလုပ်ကြရတယ်။ဈေးကကောက်နဲ့ရောင်းစားနိုင်ရန်ဥတကောင်အထူးဂရုစိုက်ရေးမွေးထားသောဝက်ပောက်ကလေးနှစ်ကောင်မှာထူး၍အာသာရှာသာတော်သည်ဖြင့်ဝက်ထဲတွင် အထူးထင်ရှားသူများဖြစ်တယ်။သူတို့၏အမည်မှာဗန္ဒူလာနှင့်ဘောဖြူဖြစ်တယ်။ဗန္ဒူလာကအမြဲဣန္ဒြေကြီးနှင့်နေတယ်။စကားပြောသိပ်မကောင်းတော့လဲသူလှုပ်ချင်တာကိုမဖြစ်ဖြစ်အောင်လုပ်တတ်သောစိတ်ရှိတယ်။ ဘောဖြူမှာဗန္ဒူလာထက်အဝိဇ္ဇံကောင်းကြီးထိုးထွင်းဉာဏ်လည်းရှိတယ်။သို့ရတွင်ဗန္ဒူလာလောက်အလौတည်သက်ခြင်းနဲ့နဲ့စွာစဉ်းစားတတ်ရင်မရှိ။တခြားဝတ္ထီများနဲ့တန်ကြောင်မှာ အထင်ရှားဆုံးဖြစ်တယ်။တန်ကြောင်မှာပူပူတုတ်တုတ်မျက်စိမမီဖြစ်တယ်။တော်တော်လက်လက်ရှိတယ်။သူ့နာမည်အတိုင်းအတန်ကကြောင်တောင်အောင်ဖြစ်တယ်။တန်ကြောင်ကစကားပြောအင်မတန်ကောင်းကြီးအဖြူကိုအမဲဖြစ်အောင်ပြောနိုင်တယ်။စကားပြောသောအခါတွင်ငြင်းငြင်းရဲ့ရဲ့မပြောဘဲဟိုဘက်ရွှေ့လိုက် ဒီဘက်ရွှေ့လိုက်လှုပ်တက်တယ်တခါတည်းရန်သူပြောသောစကားကိုလေးနဲ့စီရန်အမီးကိုထောင်ရေးဝင်တက်တယ်တန်ကြောင် အမီးဝင်းရေးပြောလိုက်ရင်ပွဲအင်မတန်ကြားတယ်ဗန္ဒူလာဘော်ဖြူနှင့်တန်ကြောင် သုံးကောင်သားတို့သည်ဘူကြီးခေါ်ခဲ့သော အမြိုက်တရားတို့ကိုဆက်နေတကြစီစဉ်သုံးသက်ကြပြီးရင်ပဋိကတ်ဖွဲ့ရေးတရိษံဝါဒဟုသောဘွဲကိုပြေးကြတယ်အဆိုပါဝတ္တုခမိန်သုံးဦးတို့သည်ညတိုင်းလိုပင်ဥတ္တခေါင်အိပ်ပျော်ကြနေ၌ တခြားသောတိရစ္ဆာန်များတိရစ္ဆာန်ဝါဒအခြေခံသဘောတရားများကိုလျှို့ဝှက်စွာသင်သင်ပေးကြတယ်တိရစ္ဆာန်တို့ဟာတိရစ္ဆာန်ဝါဒသင်သင်ပေးရသည်မှာလွယ်သော အလုပ်မဟုတ်ကြတချို့သောတိရစ္ဆာန်များမှာနားလည်မှုလုံးလုံးမရှိတချို့သောတိရစ္ဆာန်များမှာ အမှုမအမှန်မဲ့သာနေကြတယ်တချို့တိရစ္ဆာန်များမှာအရှိုးတရိစ္ဆာန်များကတော်လန်ရေးလှောက်တာကတော့ကောင်းပါရဲ့ဒုသခင်ဥဒါခေါံပေါ်ဒုသစ္စာဖောက်ရကြားနေမှာပေါ်ဟုပြောဆိုကြတယ် အများအပြားတရိသန်တို့ကဥသခေါင်ကတခင်ဦးခေါ်ကြတော့ရှိသေးတယ်။တချို့ကလည်းတို့ဥသခေါင်ကကြွေးထားတာသူ့ကိုတော်လန်လိုက်မယ်ဆိုရင်ဒိုးငတ်သွားမှာပေါ့ဟုပြောကြတယ်။တချို့ကလည်းဒိုးတည်ပြီးမှဖြစ်မဲ့ကိစ္စကိုဂရုစိုက်လုံးနေဖို့မလိုပါဘူးကွာဟုရေးပြောရေးတချို့ကလည်းတနည်းကြရင်အလိုလိုဖြစ်ရမဲ့ကိစ္စကြီးကိုအခုတို့စူးစမ်းစူးစမ်းမစူးစမ်းမစူးစမ်းဘာထူးအောင်မှလည်းဟုဆိုကြတယ်။ဤနည်းဖြင့်ဝတ္တုခမိန်တို့မှာတိရိစ္ဆာန်ဝါဒကိုဟောပြောရတွင်ကနဦးစ၌ အခက်အခဲများစွာတွေ့ကြရတယ်။အာလုံးသောတိရစ္ဆာန်များကမေးကြညံကြတယ်။အာလုံးသောတိရစ္ဆာန်များကမေးကြညံကြသည့်မေကုများထဲ၌မြင်းမကလေးမေသည်မေသောမေကုမှာအဖြေအားခတ်ဆုံးဖြစ်တယ်။မေသည်ကနေပါဦးနေလို့ပြောတာကတော့ဟုတ်ပါပြီ။နေလို့တော်လန်ရဲ့အောင်တဲ့ခါကျတော့ထညာငါစားရဦးမလားဟုမေးတယ်။ထိုအခါဘော်ဖြူကအေးခုမေသည်မေးတာမှန်တယ်တော်လည်းရင်အောင်တဲ့ခါဒိုးရဒိုးတော့ထန်ရက်လောက်တက်မှာမဟုတ်ဘူးဒါပေမဲ့တော်လည်းရင်အောင်တဲ့ခါကျတော့ ထညက်စားဖို့လေလူတော့မှမဟုတ်ဘူးပြောင်းရိုးတွေနှံပတ်တွေစပားတွေပြောင်းဦးသေးတွေစားမကုန်လောက်အောင်လှိုင်းနေမှာပဲဟုတ်ဖြစ်တယ်ဒီတော့တခါမေတီကအဲ့ဒါတော့ထားလိုက်ပါတော့အခုနေလို့တော်လန်ရေးအောင်ပြီးတော့ငါလက်ဘေးမှာအခုလိုပဲခြေခေါက်လေးဆက်ပြီးဆွဲရပါဦးမလားဟုစောရကတက်ပြီးလျင်ခြေခေါက်တန်ကိုနာတော်တာခံစားသိခြင်းအကျိုးကလက်ဘင်းကိုဆက်ကဆက်ကလှုပ်ရပြတယ်ဒီတော့ဘောဖြူကအော်မေတီနဲ့တယ်လဲခက်တကူဟဲ့နေကတဲ့ကျွန်စိတ်အာကြီးတာကို နေခုအင်မတန်သဘောကျနေတဲ့ခလောက်ဟာအကောင်းမဟုတ်ဘူးဟနေဟာကျွံပွားရောက်နေဆိုတဲ့တစိမ့်ဟလောကမှာလွတ်လပ်ခြင်းဟာကြေးခလောက်ထက်ပိုတန်ဖိုးရှိတယ်ဆိုတာနေအခုလောက်တော့မှမသိသေးပဲကိုပြောတယ်ဒုခမေတီကဒါတော့လေဟုတ်တာဗောဟဟူပြောရေးစိတ်စိတ်နေတယ်တို့တော့မေတီမှာ တကယ်သဘောပေါက်ဟန်တော့မတူတော်ကြီးကန်ငအောမှာအဖြတ်သမားဖြစ်တယ်ဝက်မြာဟောသောတရားကိုသူကကြည်လိုက်၍ဖြစ်တယ်ဝတ်တို့မှာငအောဤဖောက်ပြန်ရေးတရားများကိုမဖြေနိုင်လောက်အောင်ရှိတယ် ငောမှာအမွေးတောင်မဆုံခင်ကဥသခေါင်လက်သက်မွေးထားတော့စပိုင်းတရှူဖြစ်တယ်။မဟုတ်ကဲဟုတ်ကဲလည်းပြောတတ်တယ်။စကားပြောတော့အတော်ကောင်းတယ်။ငောအလိုအားဖြင့်တိရစ္ဆာန်များမှာတည်တိခါတွင်တကာတောင်မြည်သောတိရစ္ဆာန်နိဗ္ဗာန်သို့ရောက်ကြလိမ့်မည်။တကာတောင်သည်များစွာမဝေးတိမ်တွေကိုလွန်အောင်တက်သွားပြီးလျင်ရောက်နိုင်တယ်။တကာတောင်တို့ရောက်ကြလျင်ကလတွင်ရက်30အာလခွင့်ရကြမည်။တပါပဲပြောင်းစားသည့်တို့လည်း ်တစ်ဆက်နှစ်ရာသီပေါက်တယ်နံပါတ်ပဲပဲများလဲတစ်ပင်ချုံတယ်တို့တွင်တရိษံတို့နှုတ်သီးမိလောက်အောင်တိုးလို့တွေလောင်းတီလျက်ရှိတယ်မဟုတ်ကဲဟုတ်ကဲပြောတတ်ခြင်းတို့မီရှုပ်မီလောက်တတ်ခြင်းဘာမှအလုံးမလုံးချင်းစသည်တို့ကြောင့်ငောကိုအများအဖြစ်တရိသန်တို့ကမုံကြတယ်တို့ရတယ်ငောပြောသည့်အတိုင်းတက္ကတောင်ရှိသည်ဟုယုံသောတရိသန်များလည်းရှိကြတယ်ဤနည်းဖြင့်ဝတ်တို့မှာငော၏အဖြတ်ဝါဒကိုအတော်ပင်ပင်မမှန်ကြိုးစား၍တိုက်ဖြတ်ကြရတယ် ငအောဤဝါဒကိုယုံနေသောသရိသန်တို့ဟာဝတ္ထုကရဲဘော်တို့နောင်တမလွန်ဘဝရှိသည်ဆိုခြင်းမှာ လူသားတို့ဤဝါဒတာဖြစ်တယ်။သရိသန်များကမိမိရန်သူဖြစ်သော လူသားတို့ဤဝါဒကိုမယုံကြည်သင့်ငအောသည်သရိသန်ပင်ဖြစ်တော်လဲလူသားတို့ဤလက်ပါစေများတာဖြစ်တယ်။ထို့ကြောင့်ငအောပြောသောစကားကိုသရိသန်စိတ်ရှိသောသရိသန်မှန်သည်။ဘယ်သရိသန်မှမယုံသင့်ငအောပြောသော တက္ကတံကိုဘယ်သူမြင်ဘူးသလဲ။ဘယ်သူရောက်ဘူးသလဲ။ငအောကိုယ်တိုင်ရော သူရောက်ဘူးလို့လားငေါ်ကိုအလိုမရှိ လူသားများရဲ့လက်ပါသေးကိုအလိုမရှိခြေလေးချောင်းတော်လန်ရေးအောင်ပါသေးတကဘာလုံးကသိဆိုင်လေးညီရဟုထက်တလဲလဲဟောရတယ်ဂျူကားနဲ့ခွာပြူတို့မှာဝက်များဟောသောတိရိစ္ဆာန်ဝါဒကို အထူးယုံကြည်ကြသူများဖြစ်တယ်ထိုနာနှကောင်မှာကိုပိုင်ညံနဲ့စဉ်းစားတတ်သူများမဟုတ်သဖြင့်ဝက်များကိုဆရာတင်ကြပြီးလျှင်ဝက်များပြောသည်များကိုတဝေတဝေမသိလိုက်နာကြတယ် တို့ကမှတဆင့်တခြားတိရစ္ဆာန်များကိုဝါဒဖြန့်ကြတယ်။သူတို့နှစ်ကောင်ကလျှို့ဝှက်၍လှုပ်တော်တင်တန်းများသို့မပြတ်မကွက်တိုက်ကြတယ်။တင်တန်းအပီးတိုင်းအပီးတိုင်းတွင်ဒုတိရစ္ဆာန်တချင်းကိုဆူကြသောအခါ၌လည်းအမြဲတမ်းအဖြစ်သူတို့နှစ်ကောင်ကခေါင်းတည့်၍ဆူကြတယ်။ခြေလေးချောင်းတော်လန်ရေးမှတွက်ကင်အရနှစ်ပေါင်းများစွာကြာမှအောင်မြင်ဖို့ရှိတော်လဲ။တကယ်ဖြစ်ပေါ်လာသောအခါထင်သလောက်မကြမ်းကြပဲလွယ်လွယ်ကူကူနှစ်ပင်ထားမြောက်အောင်မြင်သွားတယ်။ဥဒ္ဒကောင်မှာဝိရိယကောင်သူတယောက်ဖြစ်တော်လဲ။ ကမ္မကောင်အကြောင်းမလားသဖြင့်သူကြံတည်သည်မှဟန်မကြအောင်ကြီးဖြစ်ခဲ့တယ်။လေပောင်ကိစ္စနှင့်ပတ်သက်၍တရားဖြစ်သောအခါ၌လည်းတရားရှုံးသည်ဖြင့်ရှင်းနေစေရိတ်ယုံစေရိတ်စသည်တို့ကြောင့်အတော်ပင်ပြည့်စည်နွမ်းပါသွားတယ်။ပြည့်စည်နွမ်းပါသည်ဖြင့်စိတ်ငြင်းငြင်းနှင့်နီးရထန်တော်တို့ဝင်၍မိုးမလင်းအောင်တောက်လျက်ရှိပြန်ရာသူအချိန်နေမှာပို၍ဆူသွားပြန်တယ်။နွေထက်နေဝင်တောက်သည့်အလုံနှစ်သာအချိန်ကုန်နေသည်ဖြင့်အလောက်ကိုက်များလဲလိဟင်းသည်ထက်ပို၍လိဟင်းကုန်တယ် တနေ့လုံးတနေ့လုံးပလက်ကလထိုင်ပေါ်တွင်ထိုင်၍ဝိထုမဂဇင်းစာရီတို့ကိုဖတ်လိုက်ထိုင်ရီကိုတစ်ခွက်ပြီးတစ်ခွက်တောက်လိုက်လောက်ကအလောက်ဝင်တို့လည်းမစင်မိသူနှစ်မြတ်လည်းစကားမပြောဘဲနေတယ်သူ့နားမှာငောတကောင်တာအမြဲရှိတယ်ငောကိုလည်းထိုင်ရီစိတ်နာတော့အမေကြောက်ကိုခဏခဏကြွေးတယ်အလောက်ရှင်ကိုတိုင်ကပေါ်လျှော့တော့အခါသူ့လောက်သားများလည်းတာဝန်မကြည့်ရတော့လေယာများမှလည်းမြက်ပင်ပေါင်းပင် ဖုံးမတက်ရှိကြပြီလျင်စီယိုပြက်များကိုလည်းဂယုမဆိုင်ရ အိမ်ခါမိုးကိုလည်းပြန်ရေးမမိုးဖြစ်နောက်ဆုံးတွင်သူဤနွားစိတ်ဝက်စသည်တို့ကိုပင်မှန်မှန်အစာကျွေးရကောင်းမှမသိတော့ဘူးသားခေါင်ကစဘာသိန်းကြီးနီးရလာတော့တနေ့တွင်သူတငယ်ချင်းယူရသူအလေသွားရင်ထမ်းရည်မူးနေသည်ဖြစ်တနေ့နေ့တညအိမ်တို့ပြန်မရနောက်တနေ့တွင်မွန်တိန်သူအိမ်ပြန်ရောက်တော့အခါသူတပည့်များသည်နွားစိတ်ဝက်စသည့်တို့ကိုအစာကျွေးဖို့သတိမရပဲတော်တဲ့သူယုံလိုက်ထွက်ထွက်ရသွားကြတယ် ဥသားကောင်လည်းအိမ်ပြန်ရောက်ရင်ရောက်ချင်းမူမူမမောနဲ့အိမ်ကိစ္စကိုမကြည့်ပဲအခန်းထဲတွင်ထိုး၍အိပ်နေတယ်။မျက်နှာသူနိုးသည့်အချိန်တွင်တရိတ်ဆန်များမှအစာလည်းမစားရရေလည်းမတောက်ကြရတရိတ်ဆန်တို့လည်းအလွန်စားလောင်နေကုန်ကြပြီ။ပထမဆုံးနွားများကစား၍ခြံထဲမှခုန်ထွက်ပြီးလျှင်ရကြက်တို့သူတို့ဟာသူတို့သွား၍စားကြတယ်။ထို့နောက်ဥသားကောင်နိုးလာ၍တပည့်များကိုခေါ်ကာစီကံဖြက်ကခြံခုန်ထွက်သောနွားတို့ကိုတရေကျန်းလိုက်၍ရိုက်ကြတယ်။ အစာငယ်၍စိတ်ဆိုးနေကြတော့တိရစ္ဆာန်တို့ကသူတို့ဟာထိုကဲ့သို့မညမတာရိုက်နှက်ခြင်းကိုတီးမခံနိုင်ကြတော့တဖြစ် အချင်းချင်းညှိနှိုင်းတိုင်ပင်ထားကြပြီးတကားဥဒါခေါင်ကြီးတပည့်များကိုတင်ကြီးတင်ညွတ်လဲဝိုင်း၍ဖွေးသူကဖွေးကန်သူကကန်ကြိုက်သူကကြိုက်ပြီးတော်လန်ရေးစကြတယ်ဥဒါခေါင်နဲ့တပည့်များလည်းသူတို့တသက်လုံးမမျှော်လင့်တော့အချင်းရနဲ့တွေးနေရတဲ့ဖြစ်ဘလူကြံရေးဘလူလောက်ရမည်မသိကြတိရစ္ဆာန်များကလူသားများကိုတော်လန်သည်ဆိုခြင်းမှာ ဘယ်ရာသွင်းမှာမှမကြသဘူးဥဒခေါင်တို့တွေးပြဆပြုနေပြီတခဏကြာတော့ခါဥဒခေါင်နဲ့တပည့်များလည်းခြေကုန်တုပ်ရိပ်ကစင်ကြရာပြေးကြရတယ်ထို့သူလူသားတို့ဘက်ကတက်လှန့်ပြေးမှန်သိတော့ခါသရိစံတို့ကအတက်လာကြပြီလျင်ခြေကပြေးတော့ဥဒခေါင်တို့ဆရာတပည့်၅ယောက်ကို နောက်မှညာတန်ပြေးတိုက်ကြတယ်ဥဒါခေါင်ဤသည်တော့ဥစားလဲဥဒါခေါင်တို့ဟာတရိษံတွေဝိုင်းလိုက်လို့ထွက်ပြေးရသည်ကို ယတင်းပေါင်းမှလှန်ရည်မြင်တော့ခါတဲနိုင်ပိုးနိုင်သောပစ္စည်းများကိုတဲပိုး၍နောက်ဖွေးလှေကားမှဆင်းကထွက်ပြေးတယ်။ငေါ်လဲဒုဥစာနောက်တို့တအားအော်၍လိုက်သွားတယ်။တရိဆန်တို့ကဥသားခေါင်နှင့်တပည့်လေးယောက်တို့ပြေး၍ချန်ပီယံအတော်ဝဝေးတို့ရောက်တော့အခါလက်ပြန်လာကြပြီးလျင်ချန်တကားကိုပိတ်၍ထားလိုက်ကြတယ်။ချန်တဲ့တို့ပြန်ရောက်တော့အခါမမျှော်လင့်ပဲတော်လန်ရေးအောင်နေသူကိုတွေ့ကြရသဖြင့်တရိဆန်တို့မှဘလို့စီမံရမယ်မသိကြ။တော်လန်ရေးအောင်မြင်ပုံမှာဆန်လုံးသဖြင့်သူတို့ဟာသူတို့တော့ မယုံနိုင်ပဲကြည့်ကြတယ်။ထို့နောက်ခြေလေးချောင်းတော်လင်းရင်မှာ တကယ်အောင်မြင်နေပြီကိုတတိယသဖြင့်တစုစုဝေးကြီးခြံထဲတွင်လျှောက်၍ပြေးကြတယ်။တတိယဖြင့်ရန်သူအကျဉ်းချက်များရှိနေသလားဟုလိုက်၍ကြည့်ဟန်လည်းဖြစ်တယ်။ခြံစီရိုးတွင်၌အနှံ့ဆက်မြူးတူးခုံပေါက်၍ပြေးပြီးကြတော့ခါဥဒခေါင်မတရားမင်းမှုခဲ့ခြင်းကိုကျူပင်ခုတ်ကျုံကိုမကြံစီရန်သဘောနှင့်ဥဒခေါင်၏အိမ်ဘက်သို့တအုပ်ကြီးခြိတက်ကြပြီးလျှင်ချုပ်ချက်ခြင်းလက္ခဏာဖြစ်သောနဖားကျိုးဇက်ကျိုး ထံပိုးသတိတို့ကိုအကျဉ်းမဲ့ဖျက်ဆီးလိုက်ရတယ်။ဝဝေသိန်းတော်ဒါနွားဝေသိထုတော်တင်ပုံနားဖောက်တော်တန်ကြုံသတိတို့ကိုလည်းယူ၍ရေတွင်ထဲပြေးချကြတယ်။ထို့နောက်သိသံတို့အပေါ်တွင်ချုပ်ရှဲ့မှုနှင့်ဆက်လျင်သမျှတော်ကလိယာတစပလမှန်သမျှတခုမကျန်မီးပုံရေရှို့ကြတယ်။ထိုနောက်ဘောဖြူကချိုနှင့်ခလောက်စသည့်တို့ကိုပါရှာ၍မိဘုံတဲတို့ထည့်ပြီးရင် ခြူတို့ခလောက်တို့ဟာလေလူသားတို့ရဲ့အတုံးဆောင်အဝိစာတမျိုးပဲလို့မှတ်ယူရမယ်။ဒါကြောင့်ဘယ်တိစ္ဆာမဆိုကိုတော်လုံးပဲနေရမယ်ဟုဩဝါဒပေးလေတယ်။ယူကားကလည်းသူ့လက်ဘေးတွင်တော်တော်အောင်မြည်နေသောတစ်ခါခလောက်ကြီးကိုဖြုတ်၍ခွာနှင့်နင်းရှိပြီးလျင်မိဘုံတဲတို့ထဲလိုက်တယ်။ဤနည်းဖြင့်တိစ္ဆာတို့ကဥဒါခေါင်ကတရိယာစီမြေအထိမ်းမှမှန်သမျှကိုပြောင်းတလင်းခအောင်ဖြစ်စီရတယ်။ထို့နောက်ဗန္ဒူလာကဥဆောင်ပြီးတိစ္ဆာများသဘေကြီးဘက်သို့ခေါ်သွားပြီး အစာကိုခါတိုင်းထက်နှစ်ဆတူကြီးဝေပေးတယ်။ခွေးများကိုထမင်းရံကဲနဲ့အထညက်နှလုံးစီပေးတယ်။ထို့နောက်ဒိုးတရိတ်ဆန်ရှင်ကို အစာမပြတ်ခုနှစ်ကြိမ်တတိုင်းအတန်ကုန်ဟိရိဆိုကြတယ်။ညအိတ်တံဝင်ကြိမ်ကြတော့အခါကင်းများခက်ပင်လျင်သူတို့ခြံသားတို့မဲမဲကက်လာတာမြင်နေနှင့်တပြိုင်နက်ဒံတရိတ်ဆုဟိရက်လိုက်ဟုခိုင်း၍အရက်ခိုင်းရတယ်။မဲမဲကဒိုးတန်တရိတ်ဟုပြန်မဖြေခဲ့လျင် မမဲကဒိုးတရိတ်ဆန်ဟုပြန်မဖြေခဲ့လျင်တခါတည်းပြေးတက်ရမည်ဟုညွှန်ကြားပြီးလျင်ကင်းလှည့်မကြသောတရိတ်ဆန်အလုံးကကိုစီကိုငှအိတ်တန်းဝင်ကြရတယ်။တရိတ်ဆန်တို့အဖို့တွင်ထုံညကအိယချင်းမျိုးလောက်နှိချိတ်သောအိယချင်းမျိုးမရှိ။နောက်တနေ့အာယုံတက်အချိန်သို့ရောက်သောအခါကင်းများကိုရုတ်သိမ်း၍တရိတ်ဆန်တို့ကအိယမှထားကြပြီးလျင်ညကအောင်ခဲ့သောတော်လန်ကြီးကိုသတိရကြသဖြင့်အပြိုကြီးပြိုကြကစုယုံ၍ထွက်လာကြပြီးလျင် ဂုံမြင့်ကလေးပေါ်သို့တက်ကြတယ်ဂုံမြင့်ကလေးပေါ်ကကြည့်ရင်တစ်ချံလုံးကိုကောင်းစွာမြင်နိုင်သဖြင့်မိမိတို့ပိုက်နှက်ကိုကြည့်ရခြင်းအဖြစ်တရိษံတို့မှာအတိုင်းမတိဝမ်းသာကြခြင်းဖြစ်တယ်ဥဒါခေါင်ပိုင်သောရင်းမပင်ကွင်းကိုသူတို့ပိုင်ပြီးဥဒါခေါင်နှင့်ပတ်သက်၍ဘာတစ်ခုမှအဆာနာမတွေ့ရသောလောကတွင်အောင်မြင်ခြင်းထက် အောင်သောအရာမရှိတရိษံတွေသည်ဥဒါခေါင်၏နဖာထိုးခံ ဇက်ခွန်ခံအနှိမ့်ဆက်ခံမဟုတ်တော့တဲ့ဖြစ်တဖန်ဝန္တာအာရနဲ့ဂုံတဝိုက်၌ခုံပေါက်မြူတူရပြန်တယ်။နွားများကလည်းယူသွေးရေးဝက်ထလိန်ဝက်ထလိန်နဲ့တွန်ကြတယ်။အတီးတီးသူတို့တဘာဝအလျောက်ညီကြအော်ကြသည်မှာမိုးချုံတန်တဲ့များဖြစ်တယ်။ထို့နောက်တကွင်းလုံးကိုအိန္ဒြေရသွားဖြင့်ကြီးစုဆစ်ဆီကြတယ်။ယခင်ကကွင်းကိုပိုင်ကြဖို့အိမ်မက်တော်မမက်ဖူကြတော့လေ။ယခုဥရကောင်ကြီးကွင်းမှာသူတို့ပိုင်ဖြစ်၍နေပြီ။ဟုတ်မှဟုတ်နိုင်ပါသေးသဟုတ်၍သူတို့ပိုင်ပြီ ဥဒခေါင်လေးရပြီထို့နောက်တကောင်ချင်းစီတန်း၍ဥဒခေါင်အိမ်ကိုတွားရိတ်ကြည့်ကြတယ်ထိုအိမ်ကိုလည်းသူတို့ပိုင်ပြီသူရတွင်အိမ်ထဲတွင်ဝင်နေရပြီမဟုတ်တဲ့ဖြစ်ဘယ်တရိသံမှာအထဲသို့မဝင်ရကြခဏကြာသောအခါဘန်ဒူလာနှင့်ဘော်ဖြူတို့ကတကားကိုတွန်းရိတ်ဖြတ်ပြီးလျင်တရိသံအလုံးစီတန်း၍အိမ်ထဲသို့ဝင်ကြည့်ကြတယ်အိမ်ထဲ၌အပြည့်စီမရှိစေခြင်းအကျိုးကပရိထာ၍ဝင်ကြတယ်ရှိသမျှအခန်းထဲသို့လည်းခြေပြားထောက်၍ဝင်ကြည့်ကြတယ် ဥဒါခေါင်ကြီးအိယာပကံခွဲရမတင်ကုံကော်သော ထွေးခံတိုင်ကဲနိုင်ကြီးစာရီတို့ကိုတွေ့တော့ခါပြိဆက်များသည်တကောင်နဲ့တကောင်လက်တို့ကပြူးတူးပြဲတဲ့ဖြစ်ရနေကြတယ်ပြန်၍ဆင်းလာကြတော့ခါမေဒီတကောင်မပါလာဖြစ်ပြန်ရေးစာကြရာမေဒီကဒေါ်အိုဇာကြီးအခန်းတွင်၌ကြောင်ရင်ထဲမှကြေးခလောက်လေးတစ်ခုကိုယူ၍သူ့လက်ဘေး၌သူတက်ကမှန်တစ်ခုထဲတွင်သူ့ရိတ်ကိုသူအမျိုးမျိုးလှဲ၍ကြည့်နေတယ် ထိုအခါတိရစ္ဆာန်အလုံးကမေတိကိုဝမ်းရည်မြည်ကြတယ်ထို့နောက်တိရစ္ဆာန်တို့သည်မိဖို့ကြောင့်မှအမေเจ้าကိုသိသဖြင့်ယူရည်မြည်ကြီးတဲ့တို့မြှုပ်ပြကြတယ်ထို့နောက်ဥဒခေါင်ဤစင်ရီအိုးကိုသိသဖြင့်ခွာနေပေါ့ဤခွဲပြကြတယ်စင်ရီအိုးကိုခွဲပြကြခြင်းမှတပါအိမ်ထဲ၌ရှိသောပစ္စည်းများကိုသူနေရာ၌သူအရှင်ဒီမပြတ်ထားခဲ့ကြတယ်ထို့နောက်ဥဒခေါင်ဤအိမ်ကို ပြတိုင်းအဖြစ်နဲ့ထားရန်တညီတညွတ်တဲ့ဆုံးဖြတ်ကြရတယ်ပြီးရင် ဥတ္တဆောင်အိမ်ထဲ၌ဘယ်တိရစ္ဆာန်မှဝင်ရေးမနေကြရန်လဲအားလုံးသဘောတူကြတယ်တိရစ္ဆာန်တို့ကနနက်စာစားကြပြီးနောက်စီဝေးကြပြန်တယ်ထို့အစီဝေး၌ဗန္ဒူလာနှင့်ဘောဖြူတို့ကမိခွန်မြုပ်ကြတယ်စူဝင်နေတော့တိရစ္ဆာန်ပြိဿာဘောဖြူကရဲဘော်တို့အခုမှ6နိုင်ခွဲပဲရှိသေးတယ်နေကုန်ဖို့အချိန်တွေအများကြီးကျန်သေးတယ်ငါတို့ဒီကနေ့တည်းကိုစရိုက်ရမယ်သို့တော့လဲမရိတ်ခင်လို့ဖို့အရေးကြီးတဲ့အလုပ်တစ်ခုရှိသေးတယ်ဟုပြောတယ် ဝတ္ထုကလွန်ခဲ့သည့်၃လလောက်ကပင်ဥဒါခေါင်ကြီးကလေးများတင်တော့တင်မုံကြီးစာအုပ်ကိုအမိုက်ပုံကကောက်တဲ့ဖြစ်ထိုစာအုပ်ဖြစ်စာတင် ထားကြတော့ကြောင့်စာတက်ရိပ်နေကြကြောင်းကိုထိုအစည်းအဝေးကြမှာပြောပြ၍တရိစ္ဆာန်များသိကြရတယ်။ထို့နောက်ဗန္ဓုလာကတင်မောသေးအဖြူဘူးနဲ့အနက်ဘူးကိုအယူခိုင်းပြီးရင်ခြံတကားဝါသို့သွား၍ဂမီးအစ်တထိုးစေတယ်။စာတက်သောဝတ္ထုနှင့်ဘောဖြူမှာလက်ရည်အကောင်းဆုံးဖြစ်သည်ဖြစ် ကမီးထိုးရန်တာဝန်ကိုဘော်ဖြူကယူတယ်။ဘော်ဖြူကအဖော်များနှင့်တင်မောသည်နှစ်ဖူးကို တကားဝါသို့ယူသွားပြီးလျှင် ရေးမပင်ကွင်းဟု ထိုးသားသောအစာကိုဆေးအနက်ဖြင့်ဖြတ်ပြီးလျှင်တရိษံကွင်းဟုရေးလိုက်ကြတယ်။တရိษံကွင်းဆိုသည်မှာရေးမကွင်းရေးမပင်ကွင်းအဖို့နောင်ကို အတွန်းရှိစွာသုံးမည်နမည်သစ်ဖြစ်တယ်။ထို့နောက်ဗန္ဒူလာနှင့်ဘော်ဖြူတို့ကဇပကြီးဘက်သို့သွားပြီးလျှင်တစုံတစ်ခုရေးရန်ပြင်ကြတယ်။ လွန်ခဲ့သည့်၃လလောက်ကစ၍ဗန္ဒူလာနှင့်ဘော်ဖြူတို့ကတရိတ်ဆန်ဝါဒနှင့်ပတ်သက်၍အခြေခံအချက်ကြီးခုနှစ်ချက်ရေးထားကြသည်။ကြည်ထင်ရန်ကိုလှေကားနှင့်တက်၍တရိတ်ဆန်ဝါဒအခြေခံအချက်ကြီးခုနှစ်ချက်ကို အခ္ခရာတင်ကြသည်။ပထမတွင်ဝတ်တို့မှခြေနှချောင်းပေါ်တွင် မတက်ရက်နှက်ရသည်မဟုတ်သဖြင့်လှေကားနှင့်တက်၍ရေဖို့အတော်အခက်ခဲတွေ့ရသည်။ထို့နောက်ခက်ခဲရင်းရင်းနှင့်ပင်ဘော်ဖြူကလှေကားနှင့်တက်၍ရေးသည်။တန်ကြောင်ကအောက် နှစ်ထစ်ချာတုံတစ်ချာကနေဆေးဘူးကိုကင်ပေးတယ်ပထမကြည်ထရန်ကိုဆေးနဲ့နဲ့တုပ်တယ်ထိုဆေးနဲ့ပေါ်တွင်မှအတောင်60လောက်ကလှမ်းရေဖတ်နိုင်လောက်အောင်စာလုံးကြီးကြီးဖြစ်အောက်ပါအတိုင်းရေးတယ်အရှိကန်တရားကြီးခုနှစ်ပါနံပါတ်1ခြေနှောင်းမှန်လျင်ရန်သူနံပါတ်2ခြေလေးချောင်းနဲ့အတောင်ရှိသမျှမိတ်ဆွေတရိษံများအဝေးမွေးရ ၄တိရစ္ဆာန်များအိယနဲ့မအိယ၅တိရစ္ဆာန်များအယက်မတော့ရ၆တိရစ္ဆာန်အချင်းချင်းမတက်ရ၇တိရစ္ဆာန်များအလုံးတရံတရာတဲ့ဖြစ်တယ်ဘောဖြူမှာလက်ရည်ကောင်း၍တပ်ပုံလဲအလုံးလောက်ပင်မှတ်အောင်ရေးနိုင်တယ်မိတ်ဆွေတွင်လုံကြီးတင်ကိုဝတ်ဆွဲနေရကမှားရေးထားသည်ဖြစ်မွတ်ဆွေ ဖြစ်နေခြင်းနှင့်တဝေထိုးတစ်ခုမှာခောက်ွေဖြစ်နေခြင်းမှသာပါ တပ်ပုံဆရာရေးထားသောကြပြဟုပင်ထင်မှတ်နိုင်တယ်။ဗိုလ်ဖြူကရေးပြီးတဲ့နေ့တပြိုင်တည်းအာလုံးတော်တရိษံများကြီးအကျိုးကအတန်ကြဲကြဲနဲ့ခက်လေးလေးဖျက်ရပြတယ်။အာလုံးတော်တရိษံတို့ကသဘောကျကြတယ်။တချို့ညံကောင်းတော်တရိษံတို့မှာဗိုလ်ဖြူဖျက်ရအပြီးတွင်နှုတ်တက်ရကြတယ်။ထို့နောက်ဗိုလ်ဖြူကစုတ်တံကိုအောက်သို့တိချပြီးလျင်ကဲရဲဘော်တို့စဘာတော့ရိတ်ကြရအောင်ဥသားခေါင်တို့ဆရာတပည့်တွေထက်ပိုပြီးမြန်အောင်ကြိုးစားပြီးရိတ်ဖို့ပါရဲဘော်တို့တာဝန်တော်ဟုနာပြောဝဲပြောတယ် ထိုခိုက်တွင်နုညင့်နောမကြီးသုံးကောက်မှာမီမတာဖြစ်နေပြီးပြင်းထန်စွာအော်လျက်ရှိကြတယ်။ဥဒါခေါင်ရှိစဉ်ကမနဲ့စောစောတိုင်းနုညင့်တော်လဲဥဒါခေါင်ကိုတော်လန်လိုက်ပြီးနောက်လွတ်လပ်ခြင်းရ၍ဘယ်သူမှနုညင့်မြသူမရှိသည်ဖြင့်နုတွေတောက်ပြီးနုအုံကြီးတွေကကွဲမတက်ဖြစ်ကမရှိမဆန့်ဖြစ်နေကြတယ်။တခဏတာမြတွေ့ရဖြစ်နေကြပြီးရင်ဝက်များကအကျံရ၍နုဘုံများကိုယူစီပြီးနောက် ခွာကြားနဲ့ညှက်၍နှုတ်ညက်ကြရာအတော်ကလေးဟန်တယ်မကြမီဘုံငါလုံးနဲ့နှုတ်အပြည့်ရ၍အာလုံးသောတိရစ္ဆာန်တို့တည်ရတများများနဲ့ဖြစ်နေကြတယ်ဒီနှုတ်တွေကိုဘယ်လိုလုပ်ကြမလဲဘုဒ္ဓခေါင်ရှိတုန်းကတော့တခါတလေဒုစားတဲ့အစားတဲ့ထဲ့ကျွေးတယ်ဟုတိရစ္ဆာန်တကောင်ကပြောတယ်ထို့အခါဗန္ဓုလာကနှုတ်ဘုံများရှိတွင်ရဲ့၍ရဲဘော်တို့ဒီနှုတ်အတွက်ဟာကကိစ္စမရှိဘူးငါကြည့်ပြီးစီမံပါမယ်စဘာရဲ့ဖို့ကပို့အရေးကြီးတယ် ရဲဘော်ဘိုးဖြူနောက်ကိုလိုက်ကြပါငါအခုပဲလိုက်လာခဲ့ပါမယ်ကဲသွားကြပြီတော့အရေးနောက်ကြသွားရင်စပားတွေပြက်ကုန်မယ်အာလုံးတော်သတိဆန်တို့ကလည်းဗန္ဒူလာပြောသည့်တိုင်ဘိုးဖြူဘိုးဖြူကိုခေါင်းဆောင်ပြီးစပားရိတ်သွားကြတယ်ညနေစပားရိတ်ပြီးပြန်လာကြတော့ခါမြို့ဘုံများကိုမတွေ့ကြရတော့ဟုတ်ကဲ့ဆက်လက်ဖော်ပြပြီးပါဦးခင်ဗျာ